ရာတော်တပားရဲ့တရားတပုံးမှာစာသမားတွေလားခန္ဓာသမားတွေလားဆိုပြီးတော့တရားပိသက်ကိုခန္ဓာသမားလို့ဖြည့်စေဖို့လမ်းကြောင်းပြအမိကုန်းနေနဲ့ခန္ဓာမေးပြီးတော့ဟောနေပါတယ်တဲ့အမ်ပြည့်ရက်ကိုနှိမ်သလိုမျိုးလို့ထင်မိပါတယ်တဲ့ဆရာကလက်ခံနိုင်ပါသလားခင်ဗျာအကြောင်းအကျိုးသိချင်ပါတယ်ဆရာဆိုပြီးတော့မြင်းမြန်လာတာဖြစ်ပါတယ်ဆရာမေကုန်းနဲ့မှာမေကုန်းရှင်ရဲ့အာဘော်ကိုတော့ကျွန်တော်တို့ဒါနားထောင်ရတဲ့ဟာမေကုန်းရှင်ရဲ့အာဘော်ကတော့ရှင်းတာပေါ့လေနော်သူသိချင်တဲ့ဟာရှင်းတယ် သို့တော်လည်းပဲသူဥပမာပေးထားတဲ့အထက်မှာဆရာတော်တစ်ပါးရဲ့ဟိုသာသမားတွေလက္ခဏာသမားတွေလာလို့မေးတဲ့ဟာပေါ့နော်ဒီအာဘော်လေးအဲ့ဒီတကွက်လောက်လေးနဲ့တော့ဆရာတော်အဲ့ဒီမေးတဲ့ဆရာတော်ရဲ့အာဘော်ကိုတော့ကျွန်တော်တို့ကထိမိရောမသိနိုင်ဘူး။အမေခွန်ရှင်ရဲ့အာဘော်ကတော့သိနိုင်တယ်။အဲအဲ့ဒီဆရာတော်ရဲ့မေးတဲ့မေးခွန်းပေါ်မူတည်ပြီးတော့ဗောနော်။အဲ့ဒီဆရာတော်ရဲ့အာဘော်ကိုတော့ထိမိရောမမိနိုင်ဘူးဗော။ဘာလို့တကွက်လေးပဲပြထားတာဖြစ်တဲ့တွက်နော်။တရားဆိုတာတော့အစားဆုံးနားလည်မှာလေးလေးပတ်လဲတာဗော။ဒါပေမဲ့ကျွန်တော်တို့ပြောနိုင်တဲ့ ဟိုအတိုင်းအတာတီတော့ပြောပါမယ်เนาะဖြေပေးပါမယ်အဲ့တော့ပထမအဦးဆုံးကျွန်တော်ပြောချင်တာကတော့သာသမာဓုခန္ဓာသမာဓုဆိုတာအမှန်တော့အရပြောပြောကြတာပဲပရိယတ်တိလုပ်တဲ့လူကိုသာသမာလို့ဒီလိုပြောတာပရိပတ်တိလုပ်တဲ့လူကိုခန္ဓာသမာလို့ပြောတာတကယ်တမ်းပြောဖြစ်ရမှာကနှစ်ဦးစလုံးဟာအဲ့ဒီနှစ်ဦးစလုံးဟာဓမ္မကိုလက်ခံကျင့်သုံးနေသူများလို့ပြောရင်ပုံမှန်နေမယ်ဟောသာသမာခန္ဓာအဲ့တော့ဓမ္မရဲ့အလိုနဲ့ပြောမယ်လို့ဆိုရင်ကျွန်တော်လည်းခဏခဏပြောဘူးလေ ဥပမာစာသမားဆိုရင်စာတိတိမှာပေါ့ခန္ဓာသမားဆိုရင်ခန္ဓာတိတိမှာပေါ့သို့တော်လည်းပဲစာတိဖြစ်စေခန္ဓာတိဖြစ်စေဒေသနာတော်နဲ့ညှိရမှာသဘောတရားတစ်ခုကျင့်စဉ်တစ်ခုအယူဝါဒတစ်ခုဟာဒေသနာတော်နဲ့ညီညွတ်မှုမရှိရင်သူ့ဟာတရားစစ်တရားမှန်တဲ့ထဲလို့မရဘူးဖြောင်းဖြောင်းကြီးဆန့်ကျင်လာရင်သူ့အတ္တမဝါဒတိထည့်ရတယ်အဲ့တော့ဒီနေရာမှာဒေသနာတော်နဲ့ညှိဆိုတော့ဒေသနာတော်ကဘာလဲလို့ဆိုရင်မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ပါဠိတော်တွေပဲ။ဒါသာဓမ္မအမြင်ပေါ့နော်။ ်ပုဂ္ဂိုလ်ရဲ့အမြင်နဲ့ပြောမယ်ဆိုရင်သာသမားနဲ့ခန္ဓာသမားအချို့သောသာသမားတွေဟာခန္ဓာသမားဖြစ်ကိုပြောင်းလဲသွားကြတယ်တချို့သာသမားတွေကြတော့ခန္ဓာအလုံးနဲ့သူ့ကိုရှင်းဆက်ပေးလိုက်ရင်မသိမသာငြင်းဆန်နေတတ်တယ်စာအလုံးနဲ့ပဲပြောင်းမွေးတတ်တယ်တချို့ဆိုရင်တည်တဲ့ဒီစာအလုံးနဲ့ပဲအယုထုတ်သွားတာရှိတယ်ဒါပုဂ္ဂိုလ်ရဲ့အရာပြောတယ်ဒါဖြစ်ရင်သာသမားတွေကခန္ဓာသမားဖြစ်ဖို့ခွင့်ရမရှိဘူးလို့ဒီလိုဒီတိပြဆုံးဖြတ်လို့တော့မရဘူး။ဘာကြောင့်လဲဆိုတော့ပုဂ္ဂိုလ်တူတတ္တဝါတူရဲ့ ချိန်ခါပြည့်တဲ့ပါရမီကာလဆိုတာအမှတ်မထင်ရှိနေတတ်တယ်ချက်ချင်းပြောင်းလဲသွားနိုင်တယ်နောက်ခန္ဓာသမားအချို့သောခန္ဓာသမားတွေခန္ဓာသမားတွေကခန္ဓာကိုစွန့်ပြီးစာသမားဖြစ်ကိုပြောင်းသားတာလည်းရှိတယ်ဒါပေမဲ့အမတန်ပါရှာတယ်များသောအားဖြင့်ခန္ဓာသမားတွေဟာဒီခန္ဓာသိနဲ့ပဲသူတို့ဟိုကြည်နူးပြီးတော့ရိုးထုတ်သွားတာတွေများတယ်ဒါကြောင့်ခန္ဓာသမားနဲ့စာသမားမဖြစ်နိုင်ဘူးလို့ရတိပြဆုံးဖြတ်လို့လည်းမရပြန်ဘူးဘာကြောင့်လဲလို့ဆိုတော့ ပင်မဟောပေါ့နော်ခဲရင်တယ်ပေါ့လို့ဖြစ်ဖို့ခဲရင်တယ်လို့တော့ပဲပြောလို့ရတယ်ဥပမာဗျာမနုဿတ္တဘာဝတုံလို့ပေါ့လူဘဝဟာရဖို့တော့ခဲရင်တယ်ပေါ့လူဖြစ်ရဖို့ခဲရင်တယ်လူမဖြစ်နိုင်ဘူးလို့ဆုံးဖြတ်လို့မရဘူးခဲရင်တာတော့ပဲပြလို့ရတယ်ထိုနည်းတူစွာပဲခန္ဓာသမားအစာသမားပြောင်းဖို့တော့ခဲရင်တယ်ခန္ဓာလုံးနဲ့ပဲပြောင်းဖို့သွားတာများတယ်အဲ့ဒါလိုပြောင်းမွေးရခြင်းရဲ့အကြောင်းကအကြောင်းရင်းမှန်ရှိတယ်စာပေပရိယတ်တိစွာမတန်ကျဲဝေါ်တယ်ခန္ဓာသီးစွာကျင်းတယ်ကျင်းပေမဲ့နှဆိုင် မိမိခန္ဓာမှာရှိနေတဲ့ခန္ဓာကပြနေတဲ့အကွက်ကိုရှုွက်ကိုပေါ့အာယုံကိုပေါ့အဲ့ဒီတစ်ခုကိုပဲထင်ရှားတဲ့အာယုံပေါ့အဲ့ဒီထဲမှာအကွက်တိုင်းကြောင့်မဟုတ်အဲ့ဒီဘုံမှာပဲတတိဝရိယဓမ္မတိဉာဏ်ပညာတွေနဲ့ဥသိပြီးတော့သူကမက္ကင်ရှိပါလန်းနဲ့သွားတာကိုကျင်းတယ်သူကအဲ့ဒီမှာနှဆိုင်တယ်ပေါ့အတိကစာစားတော့မဟုတ်ကျဲဝန်းတယ်ကျေဝန်းနေဆိုခန္ဓာပြတဲ့တကွက်လောက်နဲ့ကိုသွားတာမဟုတ်ဘူး။လက်ဆော့ဘုရားရှင်ကဒေသနာတော်နဲ့ပုံကိုယ်လေးကိုမျိုးအစုံစုံမှာဟောကြားထားတဲ့ဒေသနာဝိလာသတွေအများကြီးပဲရှိတယ်။ ရှုခွင့်ရှုခွက်တရားလည်းအများကြီးပဲရှိအဲ့တော့စာမဆိုရင်ပါဠိတော်လိုထာဂရလိုဒီကာလိုအနုဒီကာလိုတုတ်တန်လိုဝိနည်းအလိုအဘိဓမ္မာလို လောကီအလိုလောကုတ္တရာလိုဒါပြင်စာမဘာတွေထပ်ပေါ်လာလဲဆိုတော့ဝါဒတွေရှိအပရိမုဆေယတူတူမှုဧကေဧကစ္စေယုတ်လီကိစီထုအပရိဝါဒကိကိစီဝါဒဧကစ္စေဝါဒဧကေဝါဒတမနဝါဒနောက်ဒေသနာဝိလာဒပုဂ္ဂလစာတရား မတန်ကျယ်ဝန်းတယ်အဲ့ဒီလိုကျယ်ဝန်းတာဖြစ်တဲ့အတွက်ခန္ဓာသမားတဦးဟာစာသမားကိုပြောင်းဖို့အတွက်အမတန်ခဲယဉ်သွားတယ်ဒါဖြင့်အနည်းချုပ်ပြီးပြောမယ်လို့ဆိုရင်ဆက်စပ်ပြောရရှင်သာသနာတော်မှာသာသနာ၃ရက်ရှိတယ်ပရိယတ်တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာအဲ့ဒီ၃ပါးမှာပရိဝေဒသာသနာက ပန်းနိုင်ဖြစ်တယ်ပရိယတ်တိနဲ့ပရိပတ်တိကလမ်းစဉ်ဖြစ်တယ်အဲ့တော့လမ်းစဉ်ကိုပန်းတိုင်လို့ထင်နေရင်တော့အဲ့ဒီဘက်ကိုစာသမားပဲဖြစ်စေခန္ဓာသမားပဲဖြစ်စေပန်းတိုင်ဘရောမရောက်ဘူး ်။ဘလောက်ပဲအမွန်တင်တယ်။လမ်းစဉ်ရလမ်းစဉ်ပဲပတ်နိုင်မဟုတ်ဘူး။အဲ့တော့ပရိယပရိပတ်နှစ်ခုမှာတစ်ခုခုနဲ့ပြည့်စုံနေရင် ကောင်းတယ်။နှစ်ခုစလုံးနဲ့ပြည့်စုံရင်ပိုကောင်းတယ်။ပရိဝေဒဆိုင်အောင်သုံးခုစလုံးပြည့်စုံရင်အကောင်းဆုံးဖြစ်တယ်ဒီလိုယူရမယ်။အဲ့ဒါလိုယူတဲ့အခါမှာသာသမာလခန္ဓာသမာလဆိုတော့သူတို့ဘာကိုမေးတာလဲမိမိကိုမိမိဆန်းစစ်ဖို့အရေးကြီးတယ်။ဒါခုနကမေးခွန်းထဲမှာဆရာတော်တပါးကအဲ့ဒါလိုမျိုးတွေမေးနေတယ်ပေါ့နော်။လမ်းကြောင်းပြပါညာလို့ပါလို့ပြောတာ သူတို့ဘာကိုမေးတာလဲမိမိကိုမိမိစမ်းစစ်ဖို့လိုတယ်စောရကတက်ဖို့လိုတယ်ငါဟာစာသမားလားခန္ဓာသမားလားစာရောခန္ဓာရောလားဒါမှမဟုတ်စာမဲ့ခန္ဓာမဲ့လားကိုယ်ကိုဝေဖန်စမ်းစစ်ဖို့ပဲလိုတယ်ဒါကိုမြတ်စွာဘုရားရှင်ကအတ္တနာစောတရတန်နဲ့ပြိမှန်သေးတာအတ္တနာတော့အတ္တကုထောသတိမှာဒုက္ခံဘိက္ခုဝိဟာဟိတိလို့ဒါဓမ္မပဒမှာဟောတာအတ္တနာစောတရတန်နဲ့မိမိကိုမိမိစောရကတက်ပါခုနပြောတဲ့ဟာပေါ့နော် ငါအစာသမားသက်သက်လားစာသမားအစ်မန်ဟောဟုတ်ရဲ့လားခန္ဓာသမားသက်သက်လားခန္ဓာသမားအစ်မန်ဟုတ်ရဲ့လားစာဝခန္ဓာဟောလားစာမခန္ဓာမဲလားကိုယ့်အကိုယ်ဆန်းစစ်အဲ့ဒါတော့အဖြစ်မှန်ထွက်လာလိမ့်မယ်မညာတန်းပေါ့ပရိမန္တေတာအတ္တကအဲ့ဒီလိုမျိုးဆန်းစစ်ပြီးတဲ့အခါမှာသောရကတက်ပြီးတဲ့အခါမှာယုံစကားနဲ့ပြောရင်တော့ထုတိလာတောင်းတာပေါ့ဗျာကိုယ့်အကိုယ်ဘာကျုပ်စာအနေခန္ဓာကိုမပြောင်းတာလဲဘာကြောင့်ခန္ဓာသမားဖြစ်ရတာလဲပေါ့ဗျာအဲ့ဒါကိုပြေးလိုက်မယ်ကိုယ့်အကိုယ်ပြန်ဖြေလိုက်မယ်သောရကအဲ့ဒါကိုဖြေမှန်မှန်ကိုဘာလို့လဲဆိုပရိမန္တေတာအတ္တနာ စစ်ဆေးပါဒုတိယချက်ကပရမအတ္တနာသောတရတာနဲ့သောတကတ္တပါပရိမန်တေထအတ္တနာစစ်ဆေးပါစစ်ဆေးရဆိုတဲ့ကမှလည်းပဲလောကမှာစစ်ဆေးတော့မယ်ဆိုရင်ပြင်ဆင်ထားတာတွေကများတယ်ကိုယ့်ကိုယ်ကြောက်လည်းဖော့ပြီးတော့စစ်တာမျိုးတွေဖြစ်နေတယ်အဲ့လိုမျိုးမဖြစ်အောင် check လုပ်ပါ recheck လုပ်ပါ counter check လုပ်ပါ overview check လုပ်ပါ random check လုပ်ပါ detail check လုပ်ပါ surprise check ဝင်စစ်ပါကိုယ့်ကိုယ်နောက်ဆုံး final check လုပ်ပါအစစ်စစ်စစ်ဆေးပါ ဲ့ဒါလို့စစ်စစ်လာတာဘာဖြစ်လဲဆိုရင်သောအတ္တကုသောတတိမှာတတိအားကောင်းလာလိမ့်မယ်ဒါမျိုးဆိုပြရခြင်းဟောတာတတိဆိုတာစခန္ဓာရဲ့စိတ်ထင်းကြိယာပဲတတိအားကောင်းတော့ဘာဖြစ်လဲဆိုလုံကြုံတယ်လို့ပြောတာတတိဆိုတာတကယ်သောတူတာပေါ့နော်မျိုးရတယ်မှာဆိုရင်တကယ်ဆိုတာမကောင်းတဲ့လူတွေပြေးမဝင်ဘူးလေကောင်းတဲ့လူပဲပြေးဝင်တာစစ်ဆေးတာပဲလေစစ်ဆေးဂိတ်ပေါ်ဗျာပြောရင်တော့ ထုံလေးတူစားပဲဒီမှာလည်းပဲအဲ့ဒါလိုပဲပေါ့ခန္ဓာမိခန္ဓာကိုယ်လည်းကိုဒီမိလို့ရတန်တန်လည်းကိုအကုသိုလ်စိတ်စေတသိက်တွေအဝင်မခံဘူးသတိရှိရင်ကတ်လို့မရကုသိုလ်စိတ်စေတသိက်တွေသောမနစေတသိက်တွေပဲဝင်ခွင့်ရတယ်ပေါ့အဲသတိသတိရတကယ်မှုနဲ့တူတယ်ဆိုအဲ့ဒါအဲ့တော့သတိအကောင်းလိုက်ဘာဖြစ်လဲဆိုလုံခြုံလာတယ်တဲ့လုံခြုံတော့ဘာဖြစ်လဲဆိုရင်သောအတ္တကုတော့သတိမှာဒုက္ခဘိက္ခုဝိဟာဟိတိအဲ့ဒီဘိက္ခုအဲ့ဒီယဟန်အဲ့ဒီလူကချမ်းသာပါတယ် လူတွေကချမ်းသာလို့လိုချင်နေကြတာပဲလေဒီကနေ့အလုပ်တွေလုပ်နေကြတယ်ဆိုတာချမ်းသာသာနေနိုင်ဖို့ပဲဒေါကိချမ်းသာနေလောဘဒုရချမ်းသာပေါ့ဝိရိဒ္ဓဒုက္ခနေပြီးတော့တန်တိဒုက္ခဖြစ်အောင်မျိုးမျိုးစူးစမ်းကြရတာပေါ့အဲ့တော့တတိကောင်းတဲ့ပုဂ္ဂိုလ်ကချမ်းသာတယ်လုံခြုံတယ်လို့ဒါကိုပြောတာအဲ့တော့ကိုယ့်ကိုယ်ကိုစစ်ဆေးဖို့လိုတယ်သာသမာခန္ဓာသမားဆိုတာမေးတာတဲ့လမ်းကြောင်းလမ်းကြောင်းပြသည်မပြသည်ချက်ပေါ့ဗျာဖြေတာတဲ့သူတို့ကမေးလို့ဖြေတာမင်းမလည်းမှန်လိမ့်မယ်ဗျ။တော့ဒီဥစ္စာရှိတော့အဲ့တော့အဲ့ဒီသာသမာနဲ့ခန္ဓာသမားကိုနောက်ထပ်ပြောเสียရှိတာက အရှင်ဓမ္မရခိတချောင်းဆရာတော်ကရှိတယ်။သူကကြပြားတံပေါက်လေးစီထား။ကောင်းလို့အဲ့ဒါလေးကျွန်တော်နည်းနည်းလေးထည့်ပြောပါမယ်။အဖြေအတွက်လည်းအထောက်ကူရတာပေါ့နော်။အဲ့ဒါဘာလဲလို့ဆိုတော့စပိယောင်ဝါအပြောမှာအများမကြိုက်ဖြစ်တတ်သည်။ခန္ဓာကြောင့်ကြာအကျင့်မှာဖျားမကြိုက်ဖြစ်တတ်သည်။သာသမားနဲ့ခန္ဓာသမားကိုသတိပေးတာ။ပထမကဘာလဲဆိုတော့စပိယောင်ဝါအပြောမှာအများမကြိုက်ဖြစ်တတ်သည်။ စာပေရောင်ဝါဆိုတာစာပေတော့စာပေသမားပဲ။ဒါပေမဲ့ရောင်ဝါဝါနဲ့တကယ်တက်တယ်မဟုတ်ဘူး။တက်ရောင်ကားပေါ့။အဲဒီလိုတက်ရောင်ကားတွေဆိုရင်ကြာရင်ဘာဖြစ်လဲဆိုအများမကြိုက်ဖြစ်တယ်။ဘယ်သူမှလက်မခံတော့ဘူး။နော်အဲ့ဒါအချင်းရဲ့ဒုက္ခပဲတစ်ခုမျိုးပဲပေါ့နော်။နောက်တစ်ခါခန္ဓာသမားပေါ့။ခန္ဓာကြောင်ကြားအကျင့်မှားဖျားမကြိုက်ဖြစ်တတ်သည်။ခန္ဓာကြောင်ကြားအကျင့်မှားဆိုတာအာထုတ်တဲ့လူကခန္ဓာ၅ပါးအာထုတ်ရတာပေါ့။ခန္ဓာကြောင်တော့ကောင်းကောင်းသိဖို့လိုတယ်။ခန္ဓာကြောင်ကြားဆိုတာလည်းအဲ့ဒီမှာတက်ရောင်ကားဖြစ်နေတာပေါ့။ သုရခန္ဓာဆိုတာဘာတိပြည်လဲဘယ်တရားစုတွေပါတာလဲအဲ့ဒီခန္ဓာရဲ့ရှိမှ၅ပါးကိုထည့်လိုက်ရင်ပြင်ဆက်ခန္ဓာဖြစ်သွားတယ်အဲ့ဒီပြင်ဆက်ခန္ဓာဆိုတာဘာလဲအဲ့ဒီ၅ပါးသောပြင်ဆက်ခန္ဓာရှိမှဥပါဒံထည့်လိုက်ရင်ဥပါဒံနဲ့ခန္ဓာဆိုတာရှိတရားအထုတ်တဲ့ခါမှာအရေးကြီးတယ်အဲ့ဒီဥပါဒံနဲ့ခန္ဓာဆိုတာဘာကိုပြောတာလဲမှာရူပဥပါဒံနဲ့ခန္ဓာဝေဒနုပါဒံနဲ့ခန္ဓာသင်္ခါရဥပါဒံသင်္ခါရဥပါဒံဝိညာဉ်ဥပါဒံနဲ့ခန္ဓာပေါ့သိရပြီးရင်လောကီခန္ဓာရှိတယ်လောကုတ္တရာခန္ဓာရှိဘယ်ခန္ဓာကိုရှုမှလဲ ရုပ်ကလည်းခန္ဓာတစ်ပါးပဲရုပ်28ပါးခန္ဓာပဲခန္ဓာတစ်ပါးပဲရုပ်ကခန္ဓာပဲအဲဒီရုပ်28ပါးမှာဝိပဿနာရှုကောင်းတဲ့ရုပ်တွေရှိတယ်မရှုကောင်းတဲ့ရုပ်တွေရှိတယ်ဒါတွေကိုကြကြနနသိရမယ်ဆိုတော့ဘောနော်ဟိုခန္ဓာသမားကပြောပြတာဒါကြောင့်ခန္ဓာကြောင်ကြားတရားမသိဘူးအကျင့်မှာဖျားမကြိုက်ဖြစ်တတ်တယ်ခုနကစာပေရောင်ဝါအပြောမှာအများမကြိုက်ဖြစ်တတ်တယ်အများမကြိုက်ကြတဲ့ဖျားမကြိုက်ရင်ပူဆိုးတယ်အများမကြိုက်ကြတော့လက်မခံကိုယ်တူတဲ့နေတတ်ရင်ပြီးရပဲနော်အဲ့တော့ခန္ဓာသမားပုံအဓိကထားတယ် ောက်ဆိုစာပေပါမှာပေါ့မပါရင်အဲ့လိုမျိုးဖြစ်တတ်တယ်။ဒါပထမတန်ပေါက်လေးပေါ့နော်။နောက်တစ်ခါပါလဲဆိုတော့စာပရိယအခြေခံတက်ပฏิပတ်အဖြေမှန်ထွက်လိမ့်မည်။စာသမားကပြောတာစာပရိယအခြေခံတက်ပฏิပတ်အဖြေမှန်ထွက်လိမ့်မည်။အဲ့တော့စာပရိယကို အခြေခံကြကြတက်ထားမယ်။အခြေခံကြကြမတက်ထားတယ်ဆိုရင်အဲ့ဒီစာသမားပါလဲဆိုပฏิပတ်အဖြေမှန်ထွက်လိမ့်မယ်။ဆိုလိုတာကစာထက်ဘယ်သူမှပုံမသိဘူးလို့ပြောတာ။ စာစရာဘုရားရှင်ဟောကြားတဲ့တရားတွေဘုရားဟောထားတဲ့တရားတွေအဲ့ဒါကိုသင်္ကန်းနာတင်ဆုထားတာရဟန္တာကြီးတရားအဲ့တော့မြတ်စွာဘုရားရှင်လည်းဘယ်သူမှပုံမသိဘူးလေနော်ဒါကြောင့်စာထက်ဘယ်သူမှပုံမသိဘူးစာပရိယတ်ကိုအခြေခံတတ်ရင်ပฏิပတ်ဆိုတဲ့အဖြစ်မှန်တစ်ခါတည်းထွက်ပြီးသားပဲရှင်းနေတာပဲနော်အဲ့တော့ခုနကပြောတဲ့ခန္ဓာသမားပေါ့နော်ခန္ဓာပฏิပတ်ကျင့်စဉ်ဆရာကောင်းရှင်ဇာခွင်တက်တဲ့မှန်လိမ့်မည်ဟိုပဲပฏิပတ်ပရိယတ်ကျင့်စဉ်ဆရာကောင်းရှင် တကယ်တမ်းစာသမားအကျင့်မယ်။ तू ကပြฏิပတ်မှမရှိပြฏิရမှမရှိပဲပြฏิပတ်ရွက်ကျင့်မယ်ဆိုရင်ဘာလို့လဲ။ဆရာကောင်းရှင်အဲ့ဒီဆရာကောင်းကိုမိွယ်ရလိမ့်မယ်။ तू မှာစာအားကိုးစရာမရှိဘူး။အဲ့ဒီဆရာကောင်းရှင်တဲ့အခါမှာအဲ့ဒီဆရာဟာဆရာကောင်းဆရာမဲဟုတ်မဟုတ်ပြန်ကြည့်ရထက်ကြည့်ရပါလေလေစာခွင်တက်တက်မှန်လိမ့်မယ်အဲ့ဒီဆရာကောင်းဆိုရင် तू ဟောတဲ့တရားဟာစာနဲ့တက်တယ်ပဲတဲ့ဘုရားဟောတဲ့အတိုင်းပြရဒေသနာတော်အတိုင်းပဲဖြစ်ရမယ်ဒေသနာတော်နဲ့လွဲနေမဟုတ်ဘူးပေါ့ဒါဆရာကောင်းမဟုတ်ဘူးပေါ့တရားထိုင်နေတဲ့ကောင်မှဟာလာခေါင်းကိုမော့ထားရမယ်တို့ မျက်တော်ကိုစီးပြီးထိုင်ရမယ်လို့မျက်တော်ဘုရားရှင်ကပန္လင်ကအာဟုစိတ်တော်ဥဒုံကာယံပဏိဒါယပဋိမုခံသတ္တေဥပဝထဖြစ်တော်ဝိရတ္တိဆိုခါဘလို့ထားမယ်ခေါင်းဘလို့ထားမယ်အာယုံဘလို့ထားမယ်စာကွင်တက်တဲ့မှန်ရမယ်လေနော်ဒီလိုဟာတွေမဟုတ်ဘူးပေါ့အဲ့ဆရာကောင်းမရှင်ဘူးပေါ့နော်အဲနောက်တစ်ခုကပါလာလဲလို့ဆိုတော့ပရိယပရိပတ်ဂျေဇုဆက်စာတက်ကျင့်သူငြိမ်းအေးမြေပရိယသမားပဲဖြစ်ဖြစ်ပฏิပတ်သမားပဲဖြစ်ဖြစ်အဲ့ဒီရဲ့ဂုံဂျေဇုတွေကိုတကယ်တမ်းဆက်မိပြီးတော့သိမယ်ဆိုရင်ဟိုပရိယပရိပတ်ဂျေဇုဆက် စာတက်ကျင့်သူငြိမ်းအေးမည်စာတက်တဲ့သူပဲငြိမ်းအေးတယ်စာတက်တဲ့သူလည်းငြိမ်းအေးတယ်ကျင့်တဲ့သူလည်းငြိမ်းအေးပါတယ်စာသမားလည်းငြိမ်းအေးတယ်စစ်မှန်အမယ်နော်ကျင့်သုံးတဲ့လူတွေလည်းငြိမ်းအေးပါတယ်အဲ့တော့နောက်ဆုံးပြောရင်တော့စာသမားနဲ့ခန္ဓာကျင့်သီခွင့်တန်ပေါက်ကြပါစီပြောတာဒါဒီတန်ပေါက်ကြပါလေးပေါ့နော်အဲ့ဒီမှာခုနပြောတဲ့အရာပြောပြောနေရစာသမားရှိမယ်ခန္ဓာသမားရှိမယ်အဲ့ဒီစာသမားခန္ဓာသမားတွေကစာသမားစစ်စစ်ဖြစ်ဖို့လိုတဲ့ ခန္ဓာသမားစစ်စစ်ဖြစ်ဖို့လိုတယ်။စာသမားစစ်စစ်ဖြစ်ဖို့အတွက်အခြေခံပြည့်ရက်ကနေအကုန်လုံးနှက်ဆက်အောင်တတ်ရမယ်။ခန္ဓာသမားစစ်စစ်ဖြစ်ဖို့အတွက်ဆရာကောင်းရှင်ရမယ်။ဆရာကောင်းလူတယ်။အဲ့ဒီဆရာကောင်းကကောင်းမကောင်းဆိုတာလဲစာကွင်တက်တဲ့မှန်အောင်ပြောနိုင်တဲ့ပုံစံကြီးရတယ်။ဆရာကောင်းဖြစ်တယ်။အဲ့တော့ပြည့်ဟိုပါဘောစာသမားလားခန္ဓာသမားလားဆိုတာသူတစ်ပါးကိုမေးထားတဲ့ကိုကပြန်ဖြေထားတဲ့မိမိကိုမိမိချင်းချင်းပဲမဲ့စောရကတက်ပါစစ်ဆေးပါတတိကောင်းလာလိမ့်မယ်လုံကြုံလာလိမ့်မယ် အဲ့ဒါပြီးရင်ချမ်းသာစုဖားကိုရနိုင်ပါတယ်လို့ကျွန်တော်ပြောခဲ့ရှိတဲ့ level တွေကနေပြီးတော့ကျွန်တော်အကြံပြုပြီးဖြေကြလို့ပါ